ပန်စာအောက်ဦးမဲကျော်စာမှာဖြစ်ပါတယ်။ဂျပန်မှာအချင်းသီးပေါ့နော်။အချင်းသီးကျော်စာမှာ။ရှင်ဦးကြတော့မွန်းနဲ့ထက်သုံးတက်လောက်စီးလိုက်တယ်။ပြီးရင်ဒီအချင်းသီးရဲ့အညာမှာကွယ်အမဲစက်လေးပါတယ်ကွယ်။အဲ့ဒါလေးကိုမိုးကထုတ်ပလိုက်ပါမယ်နော်တခါတည်း။ မဲဆက်လေးထုတ်နေရပါရှင်ကဲကြည့်လအောင်မဲဆက်နေအများကြီးပဲထွက်ပါ යි ချင်းတီကိုမိုးကပပလေးလီးပါရယ်နော်ကျော်ရဲခံမှာပပလေးဆိုတော့နက်လွယ်ရပါတော့ မိုးကတထုပ်ဝဲလာတော့မှတဝက်ကိုဆိုင်စိန်ပြီးတဝက်ကိုကြော်မှာဖြစ်ပါတယ်ပစင်ချောက်လဲထဲပါမယ်နော်ရေစုံတတနီကိုစနေမိုးလေးနဲ့စစ်တက်လိုက်ပါမယ်ချစ်တဲ့နင်နင်းလေးနွမ်းလာရင်အဖြူထည့်ပြီးတော့စီတက်ပါမယ် ပစင်ချောက်ပါထည့်ပါမယ်။ပစင်ချောက်ကကြတော့မို့ရရေးစိမ်ပြီးထောင်းထားတာပါနော်။အကောင်လိုက်ထည့်လဲရပါတယ်နော်။မြုပ်သီးကျမ်းပတ်ပါတစ်ခါလေးရောကြော်လိုက်ပါမယ်နော်။ညပီညပီလဲထဲကြော်လိုက်မယ်နော်ညပီကကြတော့ ဒီကိုကြုံမဲ့ပမာဏနဲ့ချိန်ပြီးတော့ထည့်ပါနော်အချင်းသီးဖြစ်တဲ့အတွက်အရန်ချင်ပါရဲ့နော်မိုးကငပီးထည့်တာနည်းနည်းနှဲသွားပါရဲ့နော်အချင်းသီးကြော်တဲ့အခါမှာရေလုံးဟမထည့်ပါအောင်နော်သူ့ရေနဲ့သူပြန်ကြော်သွားရပါနော်မောဟာငပိအပြင် ငပြိုင်လည်းသုံးထားပါသေးရဲ့နော်စားချုံမောကတော့လိုတလိုကိုယ့်ဘက်သူ ကြည့်ထည့်လိုက်ပါနော်ရှာသွားပါပြီခါလောက်တော့ဆန်းစားကြည့်နော်